မင်္ဂလာပါခါချန်နယ်ကနေပြန်လည်ကြိုဆိုပါရစေဒီနေ့တင်ဆက်ပေးမယ့်ဝတ္ထုကလေးကတော့ဆာယေသူမာတင်ဆန်းရေးသားထားတဲ့အောက်လန်ဘုတ်တင်နဲ့မတည်စည်းဆိုတဲ့ဝတ္ထုကလေးကိုတင်ဆက်ပေးသွားမှာပါကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားပေးပါဦးဖိနာမှာရှိတဲ့ notification လုံးလည်းနေပေးထားပါအောင်ခင်ဗျမောင်ဘုတ်တင်တယောက်မိကျော်လို့နဲ့အတူအကြီးပြိုရဲ့အိမ်ကိုဟင်းပို့လိုက်သွားတယ်အကြီးပြိုရဲ့အိမ်ထဲရောက်တဲ့အထိအမြဲတစားစားညံစီနေတတ်တဲ့အကြီးပြိုရဲ့အတန်းကတော့မကြားဘူးမိကျော်ကအိမ်ရောက်ပြီးမဲ့လူရုပ်လူရောင်မတွေ့ရတော့အကြီးပြို အဲ့ဒါလိုလမ်းခေါ်လီတော့မိချော့အမေကနေမကောင်းလို့လှဲနေတယ်အိမ်ပေါ်တက်ခဲ့တယ်အကြီးပြေရဲ့သားဖေဖင်ရွာလေးရဲ့ပြဆက်မင်းသားဖြစ်သူမင်းတော်ရဲ့စကားတန်ကြောင့်မိချော့လှရင်မင်းနုနဲ့မောင်ဘိုးတင်တို့အိမ်ပေါ်ကိုတက်လိုက်ကြတယ်အိမ်ပေါ်ကိုရောက်တဲ့ခါမှာတော့ဘေးရဆောင်လင်းနေတဲ့အကြီးပြေကိုတွေ့ရပြီဖေးမသူမနဲ့မတည့်အတူနေတူဦးဒီတော်သားဖြစ်သူမင်းတော်ကနှိမ့်နေပေးနေတယ်မောင်ဘိုးတင်တို့ရောက်ချိန်မှာတော့အရင်ကလိုတော်တော်လက်လက်နဲ့အကြီးပြေကစကားမဆုံနိုင်တော့ဘူးသူ့ရဲ့သားတော်မောင်ကိုလည်းအောင်းငေါချင်းနေမလုံနိုင်တော့ဘူးအေးရလေးထဲမှာပဲဇရာကပြီးတဲ့ပြာလေးကို ခံစားနေရရှာတယ်။မောင်ဘိုးတင်တို့ရောက်နေတာကိုသတိထားမိရန်ရှိတဲ့အကြီးပြုကအေးရတဲ့ကနေတစ်ချက် ပြုံးပြပြီးသူမရဲ့သားကိုကြည့်တယ်။တရားကမင်းနောင်ကမိခင်ကြီးရဲ့အကြီးကိုနားလဲစွာနဲ့ခေါင်းကိုညှိလို့မိကျော်လိုလှရင်လို့ဘာကိစ္စရှိလို့လဲ။အကြီးပြုနေမကောင်းမှုဆိုလို့တဲ့မဲထင်းတဲ့ဓာတ်စာလေးတွေလာပို့တာပါ။အေးအသက်ကြီးလာလို့ထင်ပါရဲ့။အခုရပိုင်းတရှောင်းရှောင်းဖြစ်နေတယ်။အကြီးပြုကဖြေရှားပါတယ်။ကိုကြီးမင်းနောင်ဘာတွေလုပ်เสียရှိလဲ။ကျမတို့ကိုလုတ်ပေးခဲ့မယ်။ ဲ့ဒါလို့ဆိုတော့ရတယ်ရတယ်တဲ့အာနာစရာမရှိပါဘူးထေရတဲ့သားချင်းဒီပဲအကြီးပြေရဲ့အဝတ်တွေရှော်စရာရှိတယ်မလားကျမတို့ရှော်လိုက်မယ်လို့ဖြေတယ်မေလာလေးကကြီးပြေရဲ့အဝတ်တွေကိုရှာပွေယူပြီးတော့လှိုင်းတဲ့အိမ်ရောက်ကိုဆင်းသွားတယ်မိကျောကမိဖို့ဂျာဘက်ကိုဝင်သွားပြီးထမင်းချက်ဖို့ပြင်ဆင်နေတယ်အကြီးပြေရဲ့ဘေးမှာတော့မင်းနောင်နဲ့မောင်ဘိုးတင်တို့နှစ်ယောက်သာချမ်းနေတယ်ဒီအခါမှာမင်းနောင်ကမောင်ဘိုးတင်နောက်ကိုကတ်လာပြီးဘိုးတင်ငါဘယ်လိုလုပ်ရမလဲဘာဖြစ်လို့လဲကိုကြီးမင်းနောင်ရဲ့ငါမိချမ်းမကြီးမကောင်းတာတော့ကြားနေပြီစီယုံစီကန်သွားမယ်လို့ပြောပြန်တော့လေဘဲမှမသွားခြင်းဘူး တေခဲ့ရင်တော့မှသူ့ရင်သူ့ရွာမှာပဲခေါင်းချမယ်တဲ့ငါဘာလို့ရမလဲပြောပါဦးမင်းတော်ကအတန်ခက်အုပ်နဲ့မဘိုးတင်ကိုစကားဆူလာတယ်ဒါကြောင့်မလို့မဘိုးတင်ကအကြီးပြူကိုတရားကြည့်မိတယ်အရင်ကတခုခုဆိုရင်စိတ်မြန်လက်မြန်ရှိတဲ့အကြီးပြူကအေးရတဲ့လှဲနေရလို့စိတ်မကြည်မသာဖြစ်နေရရှိတယ်လူကြီးတွေကပြောရခက်တယ်အဆွဲလန်းကအင်မတန်ကူးမှလွန်ခဲ့လွန်းနေကိုရင်ကိုရာကိုပိုင်ဆိုင်ခဲ့တဲ့အရာတွေရှိတဲ့နေရာမှာသာနောက်ဆုံးထွက်တဲ့ကိုအဆုံးသတ်ချင်ကြတယ်သူတို့ဆွဲလန်းတာကိုလည်းအပြစ်တော့မမြင်လို့ဘူးခက်ခဲပင်ပန်းဆိုတဲ့ကြိုးစားရုံးကန်ကြရတယ်မလား မင်းတော်အမိခင်ကြီးအရေးပြုဆိုရင်ဘူလို့တော်မှာပြန်မဆင်းရဲပါဦးမယ်။ဒါကြောင့်လဲဆိုတော့ယောက်ျားပြည်သူစောစောဆုံးပါသွားလို့လူမမဲ့ကလေးတောင်နဲ့ရုံးကန်လာခဲ့ရလို့ဖြစ်ပါတယ်။တပင်လဲမှုတပင်တူးဆိုတဲ့ရေးစကားကိုပယ်ရှားပြီးဘထွေးကဆေးရောက်တယောက်သားကောင်းဤလို့တွေးလို့ဒါပြည်သူကဘထွေးနဲ့မနေစီလို့တဲ့အကြောင်းကြောင့်လဲနောက်ထပ်အင်တာမပြုတ်ခြင်းပါ။အခုကတော့လောကရံကိုကစားအောင်တင်လာတဲ့မုံဆုမကြီးဤပြုကအိယာထဲမှာအာမတန်လူမန်ရှော့နေတဲ့ဟန်နဲ့လဲအိနေတယ်။အဲ့ဒီပြအဲ့ဒီမြင်ကွင်းကိုအမေတို့ကသားတို့ပြတဲ့မင်းတော်ကလုံးဝမမြင်လို့ဘူး။ သူ့ရဲ့မိခင်ကြီးသူ့ကိုထားရခဲ့ရင်ဆိုရင်အတွေ့အကြုံလေးကပဲသူ့ရင်ကိုစွန့်နေနေစေတယ်မင်းတော်နဲ့မဘိုးတင်တို့ကတွေ့ကိုစီနဲ့တယောက်တယောက်ဘာစကားမှမပြောဘဲနဲ့ရှိနေစေမှာမေလှကအိမ်မကိုပြန်ရောက်လာတယ်မေလှကိုမြင်တဲ့မင်းတော်ကမေလှရေနေငားမျိုးခဏဆောင်ပေးစမ်းပါငါနဲ့ဘိုးတင်လှုပ်ဆရာလေးရှိလို့အိမ်ရောက်ခဏသွားအောင်မေလို့ပြောလိုက်တယ်ရတယ်အမလှရဲ့လည်းအဝတ်လျှော်လို့ပြီးပြီဆိုတော့ဆောင်းလိုက်ပါမေတဲ့ဒီနောက်တော့မင်းတော်ကမှဘိုးတင်ကိုကြည့်လို့ခဲဘိုးတင်ငါနောက်ခဏလိုက်ခဲ့ဦး မင်းတော်ကလည်းထိုင်ရကထပြီးတော့မှအင်ရောက်ကိုဆင်းသွားတယ်။မဘိုးတင်ကလည်းမင်းတော်နောက်ကိုချက်ချင်းထပြီးလိုက်ပါသွားတော့တယ်။မင်းတော်ကသူ့ရဲ့အိမ်နဲ့မလန်းမကန်းမှရှိတဲ့မကြီးပင်ကြီးအောင်မှခြေပြက်လက်ပြထိုင်လိုက်တယ်။သူ့ကြည့်ရတာကအတော်လေးကိုစိတ်တကြနေရလည်းရှိတယ်။မဘိုးတင်ကမင်းတော်ကိုကြည့်လို့ကိုကြီးမင်းတော်ဘာလို့ဖြစ်ပြက်နေရလဲ။အဲ့ဒါကိုပဲမင်းကိုတိုင်ပင်ချင်လို့အကိုကြီးမင်းတော်ကိုကြည့်ရတာတကယ်ကိုစိတ်မချမ်းသာဘူး။မဘိုးတင်ကမင်းတော်ကိုကြည့်ပြီးသူ့ရဲ့စိတ်တရှိတဲ့အတိုင်းပြောလိုက်ချင်းဖြစ်တယ်။အရှင်ကပြဆက်မင်းသားမင်းတော်ကတိုင်ပင်ညာကိုအတော်ကိုစိတ်ဝင်စားပြီး အမြဲတမ်းတိုင်းလေးခြင်းတွေသူဖြစ်တယ်လို့ရထဲရွာထဲမှာလည်းပြောပြောရှိရှိနေတဲ့သူဖြစ်တယ်။အခုတော့အရင်ကပုံစံနဲ့များစွာပဲခြားနားနေပြီ။မင်းတော်ကတပည့်တစ်ချက်ကိုချလို့ဘုရင်ငါ့ကိုတခုကူညီပြောကုန်မင်းတော်ကျုပ်ဘာကူညီရမလို့ငါ့ကိုရွာထဲကလူတို့ပြောဘူးတယ်။ပညာတွေကမသိသေးရှာတတ်တယ်လို့ပြောတယ်။မင်းငါ့ကိုမသိသေးရှာပြီးပါလား။ငါမေ့သေးလို့မဖြစ်ဘူး။အဲ့ဒါကတော့ကျုပ်မငင်းပါနဲ့ကွာ။ငါမေ့ကိုဆေးစီရကြီးကပြောတယ်။အချင်းကြီးသိမ့်မကောင်းဘူးတဲ့။ဆေးုံတင်ခိုင်းတယ်။ဒါပေမဲ့အမေကမသွားဘူး။ အဲ့တော့ငါ့ကိုမသိစီရှာပေးပါငါလည်းလိုက်မယ်လှုပ်ပါငါတောင်းပန်ပါတယ်ရှစ်ခိုးပါတယ်ငါ့ကိုကူရှာပေးပါမင်းနောင်ကမမိုးတင်ကိုထိုင်းနေရကနေလက်အုပ်ချပြီးစကားဆိုနေလေတော့မမိုးတင်ကလက်အုပ်ချနေတဲ့မင်းနောင်ကိုထူပြီးအဲ့လိုကြီးတော့မလုပ်ပါနဲ့ဘာပဲဖြစ်ဖြစ်ကြုတ်ကူညီပါမယ်မင်းတကယ်ပြောတာနော်တကယ်ပါစိတ်ချအခုတော့ကိုမင်းနောင်အိမ်ကိုပြန်လာအောင်ပြီးတော့အကြီးပြုကိုစောင့်မွေးစီစဉ်ပေးလိုက်ကျုပ်လည်းမသိစီရှာဖို့အစီအစဉ်ချလိုက်အောင်မယ်ဒါဆိုမနေ့ပြန်သွားမယ်ကွာနော်အေးပါဗျာစိတ်ချသွားကြတာပေါ့ဒီနောက်တော့မင်းနောင်ကမမိုးတင်ကိုနှုတ်ဆက်ပြီးသူ့ရဲ့အိမ်ကိုပြန်သွားတော့တယ် ။မဘိုးတင်ကသူ့ကိုကြောက်ခိုင်းပြီးအိမ်ပြန်သွားတဲ့ကိုမင်းအောင်ကိုကြည့်လို့တပြင်းချကမိခင်ပြည်သူနဲ့ဒီကွဲခွဲရမယ့်အရေးကိုအင်မတန်မှကြောက်လန့်နေရန်ရှိတယ်။ဒါကြောင့်မလို့ကြားဘူးနာဝစကားတွေဖြစ်တဲ့သူ့ရဲ့အာဟုရာပညာတွေဖြစ်တဲ့ဘူးတင်ကိုနောက်ဆုံးကာယိုးတမီအဖြစ်ဆဲုံနေခြင်းဖြစ်မယ်လို့မဘိုးတင်ကသိထားတယ်။ဒါကြောင့်မလို့ကိုမင်းအောင်ရဲ့နောက်ဆုံးမျောလင်းချက်ကလေးကိုဟုတ်သည်ပြည်စီမဟုတ်သည်ပြည်စီစ조사ကြည့်မယ်လို့တွေးပြီးသူ့ရဲ့ပေါင်းစင်တွေဖြစ်တဲ့တာအီတို့ကိုခေါ်ဖို့ထွက်ခွာသွားတော့တယ်။မဘိုးတင်ပေတူးနဲ့တာအီတို့ကဦးအိုးရဲ့အရှိတန်းရမှာထိုင်နေတယ်။ တို့ရဲ့မျက်နှာတွေကပြောရှင်းမနေဘူးဒီနောက်တော့ဦးအောင်အိမ်ဘောကဆင်းလာတဲ့ကမှဘုတင်ကကဲဘာကြီးထိုင်ပါဦးကျုပ်မေးစရာရှိလို့မသေးသေးဆိုတာကတကယ်ရှိသလားဟဲ့ကောင်လေးမင်းဘာတွေမေးနေတယ်လဲလောကမှာလူရဲလူဖြစ်လိုက်အားလုံးကသိရမှာပဲလေမသေးသေးဆိုတာရှိမယ်လို့မထင်ပါဘူးရှိလောက်မဲ့နေရာလေးရှိရင်ဘာပြောပြပါလားဟဲ့ကောင်ရရှိမယ်မထင်ပါဘူးဆိုတော့ငါဘယ်လိုဆက်ပြောရမှာတော့ဟာမရှိဘူးဆိုရင်တော့ကျုပ်တို့ကတော့ရှာအောင်မေးပါကြီးမင်းတို့ကလည်းဘာယူထပြန်မလို့အယူထတယ်မဟုတ်ပါဘူးအကြီးပြွေသားကိုမင်းအောင်နဲ့ အတူတူမသိစီအရှာခီးထွက်မလို့ဟဲ့ကောမရှိလောက်မဲ့ဈေးကိုဘာဖြစ်လို့ပြန်မှန်းခံပြီးလိုက်ရှာမှာတော့ကမရှိဘူးလို့လည်းအဘကတေးချာမပြောနိုင်ဘူးမလားချိုးတို့ကတော့မျောလင်းချက်တီးနဲ့ကိုမင်းတော်ကိုဝင်ကြီးအောင်မယ်မင်းပြောတာကနားမလည်ဘူးကောင်လေဦးအောင်ကနားမလည်စွာနဲ့မဘိုးတွေကိုကြည့်နေစီတာကြီးကဦးအောင်ကိုစကားဆူလာတယ်ဘာကြီးကိုမင်းတော်ကြီးကသူ့အမေကိုမသိစီချင်းသေးဘူးတဲ့ငါတို့တရားလုံးကလည်းမသိစီချင်းပါဘူးကွာကိုမင်းတော်ကြီးကတော့တခြားသူတွေပြောတာကိုအတီးယူပြီးတော့မှမသိစီရှိတယ်ထင်နေတယ်ဘာကြီးဒီကဘယ်လိုဖြစ်တာလဲမသိဘူး မသိပါဘူးဗျာကျောက်တို့လည်းဘိုးရင်ပြောလို့သိတာဘိုးရင်ကတော့ကိုမင်းတော်ညစိတ်ချမ်းသာအောင်လို့မသေးသေးကူရှာပြီးမှပြောထားတယ်တဲ့အဲ့ဒါပါကြီးကျောက်တို့တွေမနဲ့ပြန်ခီးဆက်ကြရမယ်မင်းတို့ကဘယ်လိုသွားပြီးရှာကြမှာတော့မရှိနိုင်တဲ့အရာကိုဘာလို့ရှာနေမှာလဲဦးအောင်ကဒီလိုစကားကိုပြောလို့တော့တစ်ချိန်လုံးညင်ပြီးတန်းရပေါ်မှာထိုင်နားထောင်နေတဲ့ပေတူးကဦးအောင်ကိုစူးစက်ကြည့်လို့ပါကြီးကျောက်တို့ချစ်တဲ့မိဘတွေဆုံးရှုံးရအောင်ပဲခန်းစားချက်ကိုနားလည်ပြီးပါအေးပါပေတူးရေငါနားလည်ပါပြီငါကမင်းတို့ပင်မမှာဆိုလို့ပြောမိတာပါ မပင်မမအောင်ပါကြီးဟာအခုချိန်မှာပင်မဆုံးဖြစ်နေလောက်တဲ့ကိုမင်းတော်ကြီးလောက်ချို့တော့မပင်မလောက်ပါဘူးအေးပါငါတို့ကအကြံပေးပြစီဥုံရဲ့အကြံပေးပြစီဆိုတဲ့စကားကြောင့်မဘိုးတင်တို့ဥုံစီကိုအာယုံဆူဆိုင်လိုက်ကြပြီဥုံကကောင်းလေးဒီရိုးမဒေါ်လာတွေကတချို့မြိုင်နေမှာတပတ်တိရှိတယ်မင်းတို့တို့ကိုလိုက်ရှာပြီးအကူကြီးတောင်းကြည့်ပေါ့တပတ်တိဆိုတော့ကဘာကိုပြောသလဲပါငါထင်တော့ကျင့်စဉ်ကျင့်နေတဲ့လူတွေလားပဲသိထားတာကျန်တာငါလည်းမသိဘူးလမ်းစားတော့ရပြီပါကြီးချို့တော့မသိစည်းအောင်ရှာခဲ့မယ်ပြီးရင်အကြီးပြိုကိုတိုက်မယ် ွေမင်းတော်ညကိုအရင်လိုပြပြရွှေရွှေနဲ့ပြန်နေခိုင်းမယ်။မင်းတို့တွေးထားသလိုဖြစ်လာပါစေလို့ငါဆုတောင်းပါတယ်။ဒါနဲ့သားရမပါဘူးလား။ကိုသားရကိုတော့မခေါ်တော့ဘူးပါကြီး။သူ့ကိုကိုဘိုးလေးကိုစောင့်ရှောက်ဖို့မှာထားတယ်။ကိုဘိုးလေးတန်ရကအရှင်းပြောက်သေးတာမဟုတ်ဘူး။ကောင်းပါလေကွာ။ဒါဆိုရင်မင်းတို့ဒီသွားဖို့လာဖို့ပြင်ဆင်လိုက်ကြအောင်။ငါလည်းမက်ပြိုစီကိုလူနာသွားမိလိုက်အောင်မယ်။ဦးအောင်ကမဘိုးနေတို့ကိုမာချားစရာရှိရဒီမာချားပြီးတဲ့နောက်ထွက်သွားပါတော့တယ်။အဲဒီနောက်မှာမဘိုးတင်ကဘီတူးကိုခေဘီတူးမင်းကမလည်းပြန်ခီးထွက်မယ့်အကြောင်းကိုမင်းအောင်ကိုသွားပြော။အေးဘိုးတင် ငါတို့ကမနေ့ပြန်ခီးထွက်ဖို့လိုအပ်တာဒီပြင်ဆင်လိုက်ဦးမယ်။ပေတုကမမိုးနေစကားဆုံးတာနဲ့ဦးဦးရဲ့အိမ်ဝိုင်းတွေကလည်းထွက်ခွာသွားပါတော့တယ်။ပေပင်ရွာရဲ့အာယုံတက်ချိန်မှဖြစ်တယ်။အောင်သားနဲ့မမင်းကအေးချင်မှုနဲ့ရွာလေလန်းတိုင်းလမ်းလျှောက်လာနေတယ်။သူတို့သွားနေတဲ့အိမ်ကအကြီးပြိုရဲ့အိမ်ကိုဖြစ်ပါတယ်။ကိုမင်းနိုင်တောင်းဆိုမှုကြောင့်နောက်နေ့ကစပြီးသူတို့ကကြီးပြိုအိမ်မှာစောင့်ပြီးအိပ်ရတော့မှဖြစ်တယ်။နေ့လယ်ပိုင်းမှာတော့မိကျော်လှန့်နေတဲ့ဝင်းကြီးတို့မိမပြိုလေးတွေအလဲကြအကြီးပြိုကိုစောင့်ရှောက်ကြမှဖြစ်တယ်။ပြပြရလေးမှာဒူးကိုဒူးဆောက်ရှောက်ခြင်းကရွာတလေးရဲတလေးပဲဖြစ်တယ်။အောင်တန်းနဲ့မောင်မြင့်အကြီးပြုတ်အင်းစီကိုရောက်သွားခြင်း မောင်မိုးထင်လို့လည်းရောက်ရှိနေပြီဖြစ်ပါတယ်။သူတို့ကစပား80တဲကိုပစ္စည်းပစ္စည်းအရည်ထည့်ချပြီးတော့မှအကြီးပြောအရှိတန်းရမှထိုင်နေတယ်။သူတို့ကအောင်သားတို့နှစ်ယောက်ကိုမြင်လေတော့ဟဲကောင်တွေအခုဒီအိတ်ချင်နေတုံးလားမဟုတ်ပါဘူးဘုထင်ရ။သွားသွားအိမ်မော်တက်တော့မင်းတို့ကိုမင်းအောင်စောင့်နေတယ်။အေးအေးမနေနဲ့အကြီးပြောကိုတခြားဘယ်ဥစားအောင်။အေးပါငါတို့တွေမကပါဘူးအခြားသူတွေလေးလာကြမှာပါ။အောင်သားနဲ့မောင်မြင့်ကအိမ်မော်ကိုတက်သွားပြီးအိမ်မော်ရောက်တဲ့အခါကိုမင်းအောင်ကသူ့ရဲ့မိခင်ကြီးကိုဥချကြတော့နေတာကိုရင်းနှီးစီမိခွက်လင်းအောင်အောင်မှမြင်တွေ့ရတယ်။ အခုအချိန်မှာတော့အကြီးပြိုကစကားကောင်းစွာပြန်ပြောနိုင်နေပြီဖြစ်တယ်။မင်းတော်ကသူ့ရဲ့မိခင်အတွက်သူမတည်စည်းရအောင်ရှာမေးလို့တွေးလိုက်တာနဲ့အနေငယ်စိတ်သက်သာလာရပြီးမတည်စည်းရမယ်လို့လည်းယုံကြည်နေပါတယ်။အကြီးပြိုကသူ့မကူခရော့နေတဲ့တာဖြစ်သူကိုကြည့်လို့မင်းတော်နေရန်ကဦးချလို့နေပါလား။နင်တို့ဗိုးတင်နဲ့ခရီးထွက်မလို့ဆိုသွားသွားအချိန်တခါလုံးငါမျက်နှာပွင့်အောင်လုပ်ခဲ့ဦး။စိတ်ချမိချမ်းမောင်းနေဒီကောင်တွေကအာမနာနဲ့ခိုင်းစရာရှိတာခိုင်း။အေးငါလည်းရွာထဲကကလေးတွေလာလာနေမှစိတ်ချမ်းသာပြီးနေလို့ကောင်းလာတယ်လို့ပဲ။ ရွာကလေးတွေကိုငါထားနေမှာကောင်းကြီးမောင်နဲ့အကျော်အဝါကြွေးပြစ်မယ်ဟာအကြီးမျိုးတကယ်ပြောတာနော်အဲ့ဒါဆိုရင်ကျိုးတို့ကိုခိုင်းတာခိုင်းအာမနာနဲ့လူမမာကြီးပြိုကအောင်တန်းရဲ့ကောင်းကြီးမောင်စားကျင်နေတဲ့အာတက်တဲ့ပုံစံကိုကြည့်ပြီးပြုံးလိုက်မိတယ်ဒီနောက်တော့သူမဘေးမှာထိုင်နေတဲ့သားပြည့်သူမင်းအောင်ကိုမင်းအောင်တော်တော်ငါ့ကိုဘာမှစိတ်မပူနဲ့ဒီမယ်ဆိုလဲဒီလို့ရပြီငါအသက်က90နှစ်ကတ်လာပြီတကယ်ဆိုအကြီးတော်မဟုတ်တော့ဘူးအဖွားဖြစ်နေပြီအမေကိုကြုတ်ပြောထားတယ်တည်တယ်ဆိုတဲ့စကားတွေမပြောပါနဲ့ဆိုနောက်တစ်ခါမပြောနေတော့သလားကျုပ်တငယ်ချင်းကြည်အေးလိုပဲ အမေမတင်ကျုပ်ကအရင်သိချင်တာဒီကောင်လေးကတော့ပေါက်ကြရလေလာသွားမင်းနာမသူ့ရဲ့မိခင်ကျုပ်ဒေသကြည့်ပြီးအချင်းချင်းကယူဆိုင်ပေါ်မှာကြားပြီးတဲ့နောက်မဘိုးတင်တို့စောင့်နေတဲ့အင်အားကိုဆင်းသွားလိုက်တယ်အင်အားရောက်တဲ့အခါမှာသူ့ရဲ့တပည့်ဂျိုးသိန်းကမကြည်မနဲ့နဲ့သူ့ကိုကြည့်နေပြီးဆရာသမားတော်သစ္စာမေ့တာပဲအရေးကြီးတဲ့ကိစ္စခီးသွားတာတောင်မှကျိုးမပြောဘူးဒါနာပြောလို့သိရတာမင်းကိုပြင်မမဆိုးလို့ပါဘာမှမပြင်မမှုလာတော့ကြနေမြင့်နေဦးမယ်သွားကြစို့ ဂျိုးသိန်းကဒါတစ်ချောင်းကိုပကုံးမှလွှဲပြီးတော့မှရှမ်းပါမီနဲ့တိုင်းသမားတယောက်လိုရှေးဆုံးကဦးဆောင်သွားတော့မင်းနောင်ကနောက်ကနေပြီးစကားဆိုတယ်။ဟဲ့ကောင်ဂျိုးသိန်းမင်းကဘယ်ကိုသွားမလဲဆိုတာကိုသိလို့လားရှေးကနေကော့ဘက်ကော့ဘက်နဲ့ထွက်သွားတာ။ဟာဗျာဆရာသမားကလည်းအခုသွားမှာကရွာပြင်းကိုမလားရွာပြင်းရောက်မှဘိုးတင်တို့ကိုရှေးကသွားခိုင်းမှာပေါ့မင်းနောင်နဲ့မှဘိုးတင်တို့ကဂျိုးသိန်းရဲ့စကားကြောင့်တယောက်ကိုတယောက်ကြည့်ပြီးတိုင်းသမားဟန်ဂျိုးသိန်းနောက်ကနေလိုက်ပါသွားပါတော့တယ်။မဘိုးတင်တို့ခီးထွက်လာခဲ့ရနေလေချင်းကိုပင်ရောက်လာပြီးဖြစ်တယ်။နေတူအကျိုးရွာနေရာလောက်ဖြစ်လာပြီးတဲ့အခါမှာတော့ ဒါကြရဘေးမှာရှိတဲ့ဆိုင်ခင်းတွေနီးရုံးမိနေရဲ့အရေးအောက်မှာထိုင်လို့နားလိုက်ကြတယ်။ဆိုင်ခင်းအချို့ကိုပြက်ပြီးတိုက်ခိုက်လာတဲ့လင်းနူအေးလီတွေကြောင့်ဖေတူနဲ့တာကြီးကမျက်လုံးတွေစိမ့်ပြီးစိန်ခံနေကြတယ်။ဒီတော့မင်းနောင်ကမဘိုးထင်တို့ကိုကြည့်လို့ဘိုးဒီထမင်းစားကြရအောင်။ဟိုမှာတခွားပင်လေးတွေမလား။ဟုတ်တယ်ကိုမင်းနောင်ကြီး။လက်ဆက်နေတာပဲဟိဒူပိုင်းချက်လာတယ်။ထုံးစံနဲ့ခရမ်းကျင်တိနဲ့ငါချောက်ပေါ့။ဟင်းကတော့တခွားသီးလေးနဲ့တူလဲရရှိပဲ။မင်းနောင်ကဒီလိုပြောတဲ့ကရှမမေဖို့ဂျိုးတင်ကသူ့ရဲ့ဆရာဖြစ်သူကိုဆရာမင်းနောင်တခွားသီးစားခြင်းလို့လား။ ီးကွာစားကျင်နေတယ်။ချိုးသွားခူးလိုက်မယ်။ချိုးတင်ကပြောပြောဆိုဆိုမတက်ရက်လိုက်ပြီးတကားစင်တွေဘက်ကထွက်သွားဖို့ပြင်စင်ထမင်းစားဖို့ပြင်စင်နေတဲ့မောင်မိုးတွေကကိုချိုးသိအခင်းရှင်ကိုပြောပြီးခူးခဲ့ဒီဘက်တွေကကျတို့အတိတွေမဟုတ်ဘူး။အေးပါကွာစိတ်ချခိုးမလာပါဘူးဘူးတွေ။တိုင်းသမားကချိုးတင်ကဟန်ပန်ပြင်းနေတားကိုကျိုးလိုက်ပြီးစိုက်ခင်းနေရှိရဘက်ကထွက်ခွာသွားတယ်။မောင်မိုးတွေတို့ကထမင်းစားဖို့ပြင်စင်ပြီးလို့ချိုးတင်လာကိုစောင့်နေတယ်။မကြတော့အချိန်မှာချိုးတင်ကဆူမပြောက်သေးတဲ့သခွားသေးလေးတွေကိုခူးပြီးပြန်ရောက်လာတယ်။ အဲ့ဒီနောက်တော့ဓမင်းမိုင်းမှာထမ်းပြီးသူ့ရဲ့ဆရာသမားဖြစ်တဲ့မင်းတော်ရဲ့ပကံလေးကိုသူခူးလာတဲ့တခွားသီးတွေကိုကျင်ထည့်ပေးလိုက်လို့ဆရာမင်းတော်ရော့တခွားသီးကအရင်မရှိဘူးဒီအနေလေးတွေပဲရှိတယ်မင်းပိုင်ရှင်ကိုခွင်တောင်းပြီးခူးလာရလားခွင်တောင်းခဲ့ပါတယ်ဆရာမင်းတော်ကြီးစားစားဆရာသမားပေါ်လိုက်တည်တဲ့ဂျိုးသိန်းကြောင့်မင်းတော်ကကျင်ထည့်ပေးပြီးဖြစ်ပြီးတခွားသီးကိုအားရပါရခရမ်းကျင်သီးဟင်းနဲ့မြုပ်စားလိုက်တယ်သူနီးသူဂျိုးသိန်းနဲ့ပေတူတူကလည်းစားလိုက်ကြပါတယ်မဘိုးတင်တဲ့တာကြီးကတခွားသီးကိုလက်ကခံရင်ကမစားရသေးဘူး ။ထမင်းတစ်လုံးနဲ့လုံးလောက်စားပြီးချိန်မှာမင်းအောင်ဂျိုးသိန်းနဲ့ပေဒူးရဲ့မျက်နှာတွေမှာချွေးစည်တွေဆူဆွဲလာပြီးတော့မှအားနာလိုက်တာ။ငါးပိုက်တဲ့ကျွဲမြဝင်ခန့်နေသလားမသိဘူး။ဆရာမင်းအောင်မင်းနာတာမဟုတ်ဘူး။ချုပ်လေဖိုင်လေးနာလာတယ်ဗျ။ကိုကိုကျိုးသိခမရသခွားတိကဒုက္ခပေးပြီတနေဟိုနကောင်ကသခွားတိပဲခံရသေးတယ်မဆားသေးတော့ဘာမှမဖြစ်ဘူးပေတူးရဲ့စကားကြောင့်မင်းနောင်ကသူ့ရဲ့တပည့်ကျော်ကျိုးသိကိုကြည့်လို့ဟဲ့ကောင်မင်းခွင့်ရောတောင်းခဲ့ရလားဟိုမတောင်းခဲ့ရဘူးဗျနေမေကြီးတော့ငါတို့ဖိုင်တယ်လို့သိတော့မရဘူး အမေတို့မွေးကန်နေဖိုက်နာတယ်ဆိုတာလေတို့လားမသိဘူးအမလီမင်းတို့ကနာကျင်စွာနဲ့အော်ဟစ်နေတာကိုကြည့်ပြီးမာဘိုးတင်တဲ့ตาကြီးတို့ကသူတို့လက်ထဲကတခွားသီးကိုကြည့်လို့လှမ်းပြလိုက်ပြီးตาကြီးပညာသက်ခင်းကကိုချိုးသိခုခဲ့ပြီးတင်တယ်ဟေးလူဒီခေါင်းကိုထားကျုပ်ပြောသူတို့လိုက်ပြောကြလားအေးပါမြင်မြန်လုပ်ပါကွာငါဦးရီပြတ်တော့မယ်တင်တယ်မင်းတို့ချိုးသိနေပေတူတို့ကဒူးတွေထောက်ပြီးစိုက်ခင်းနေဘက်ကိုမျက်နှာမူလို့မြေပြင်နဲ့မျက်နှာထိတဲ့အထိခေါင်းကိုငုံထားပြီးတုံးရင်နေတယ်အဲ့ဒီနောက်တော့မာဘိုးတင်ကအဲ့ဒီစိုက်ခင်းဘက်ကိုကြည့်လို့စိုက်ခင်းပါရှင်ကြီးခင်ဗျာချိုးတို့မသိလို့ခူးစားမိတာပါ ဖြည့်ဆည်းစေဖို့မကြည့်ရပါဘူးအမိုက်မဲလေးတွေမလို့ခွင့်လုပ်ပေးပါမမိုးနေတိုင်းပြီးတဲ့အတိုင်းမင်းတော်တို့ကလိုက်ဆိုကြတယ်မကြတော့ချိန်မှာဆိုင်ကင်းဒီဘက်ကအသက်60ပြည့်လူကြီးတူဦးကပစိုးကိုခေါင်းပေါင်းထားပြီးကွန်းဝါလို့အင်ကြီးဗလာပစိုးကတော့ကြီးဝို့လို့လမ်းလျှောက်လာတယ်ဒီလူကြီးတို့နားကိုရောက်လာတာနဲ့မင်းတော်တို့ခံစားနေရတဲ့ဖိုင်းနာဝေဒနာကတပြည့်ပြည့်တသားလာတယ်တို့နားကိုဒီလူကြီးရောက်ချိန်မှာတော့တို့ရဲ့ဝေဒနာကအောင်စရာကောင်းလောက်ရွေပြည့်တယ်လို့ပြောက်ကင်းသွားခဲ့ပါတယ်ပစိုးခေါင်းပေါင်းထားတဲ့လူကြီးကမမိုးတို့ကိုကြည့်ပြီးကောင်းလေးဒီမြင်မြန်တောင်းမလို့တော်သေးတာပေါ့ ငါလေဒေါသစိတ်ကလက်တဆဲဆိုတော့မထိနိုင်ဘူး။တောင်းမှန်ပါတယ်ဗျာ။ကျိုးတို့ကစားခြင်းကိုခူးလိုက်မိတာပါ။ဒီကောင်ကိုပိုင်ရှင်ကိုခွင်ထောင်းလို့ပြောပါသေးတယ်။မင်းတော်ကဂျိုးတင်ကိုလက်ညှိုးညွှန်ပြီးစကားဆိုတော့ဂျိုးတင်ကသူ့ရဲ့ဆရာဝန်ငယ်ဆောင်ကြည့်ပြီ။ဆရာမင်းတော်ကိုစားစီခြင်းလို့ပါ။ကျိုးကပိုင်ရှင်ကိုရှာသေးတယ်မတွေ့လို့။ဒီလောက်လေးနဲ့မတိလောက်ပါဘူးဆိုပြီးခူးလာမိတာ။နောက်မှပြောဆရာကြီးကိုတောင်းမှန်လိုက်ဦး။ကျိုးကျိုးခူးမိတာပါ။တောင်းမှန်ပါတယ်ဆရာကြီး။ရှိစီတော့ငါလေဟိုဝါယုံဘက်မှာအိမ်နေတော့မတိလိုက်ဘူး။ဌာနမင်းတို့ဘယ်ရွာကလဲ။ငါကဒီနားကမီလောင်ကိုရွာကနာမည်ကတော့တုံညား။ ။ဦးတုံညာဆိုတဲ့လူကြီးကကွန်းသွေးကိုမြေပြင်ကိုထွေးလိုက်ပြီးစကားဆိုတယ်။တရားကမမိုးတင်ကဦးတုံညာကိုကြည့်ပြီးဆရာကြီးကျို့တို့ကပေးပြီးရွာကပါ။ပေးပြီးရွာကဟုတ်လား။အဲ့ဒါဆိုရင်ကိုအုံးကိုသိသလား။သိရန်ကိုဆရာကြီးကျို့အဖပါ။အဲ့ဒါဆိုရင်မင်းကကိုအုံးရဲ့မွေးစားသားဆိုတဲ့ကောင်လေးလား။ဟုတ်ပါတယ်ဆရာကြီး။မင်းပါကောမိုက်နေတော့မဲလား။ဆရာကြီးပြောတာကျွန်တော်နားမလည်ဘူး။မင်းပါကငါ့လိုပဲလူတွေကိုဒုက္ခပေးတော့လားလို့အာဆရာကြီးကလည်းကျုပ်ကလူတွေကိုဒုက္ခမပေးပါဘူးဗျသူတတ်တဲ့ပညာနဲ့လူတွေကိုကူညီနေတာပါဦးတုံညာက မန်ဘိုဒီယန်စပြောစကားကြောင့်သဘောကျသွားပြီးဟားတိုက်လို့ကြီးတယ်။အဲဒီနောက်မှာဦးတုံချန်ကမန်ဘိုဒီကိုဝေ့ကြည့်ရင်ကနေစမ်းပါဘူး။မင်းတို့ကဒီဘက်ကိုစားအုပ်စားခွက်တွေနဲ့ဘယ်ကိုသွားကြမလို့လဲ။ဆရာကြီးဟော်ဒီကကွန်မင်းတော်ရဲ့အမိအတွက်ခီးထွက်လာရတာပေါ့။ဟာအစမ်းပါလားဘာလို့လဲ။ဆရာသမားများလာရှာတာလား။မဟုတ်ဘူးဗျာမသေးသေးလာရှာတာပါ။ဦးတုံချန်ကမန်ဘိုဒီယန်စကားကြောင့်အန်အောနေတယ်။အဲဒီချိန်မှာမင်းတော်ကဆင်းဆူနေတဲ့စိုက်ခင်းနေစီကိုငေးရင်ကဆရာကြီးကျုပ်ကအမိတခုသားတခုပါ။အခုကျုပ်ရဲ့အမိနေမကောင်းဖြစ်နေတယ်။ ရွာကဈေးဆရာကလည်းချင်းဒီမကောင်းဘူးလို့ပြောတယ်။ကျုံမီကလည်းခေါင်းပါတယ်။မြို့ဈေးကိုသွားရအောင်ဆိုလည်းမသွားဘဲနဲ့သူ့ရွာမှာပဲခေါင်းမချရမှာဆိုလို့ဆိုပြီးပြေးနေတယ်။အိမ်မှာသာဒီတိုင်းကြီးနေကျုံမီကမလွယ်ဘူး။ရွာထဲကလူတွေပြောတာကတော့ပညာသေးတွေစီမှာမသိသေးရှိတယ်ဆိုလို့အဓိကဘိုးတင်ကအကူကြီးတောင်းပြီးလိုက်ရှာနေတာ။ဦးတော်ရကမင်းတော်ရဲ့စကားကိုနားထောင်ပြီးတဲ့ကခေါင်းကိုအသာရညိမ့်လို့ကဲခေါင်းလေးဒီအဲ့ဒါဆိုရင်တော့မင်းတို့ကခေါင်းတာပဲကွာ။တကယ်လားဗျာမသိသေးရတကယ်ရှိတာလား။မမိုးတင်ကလည်းတခြားပြောတော့ဥသူညကခေါင်းကိုညိမ့်ပြီးရှိသေးရ။ဒါပေမဲ့ငါတို့လမ်းစဉ်တော့မဟုတ်ဘူးကောင်လေး။ အဲ့ဒီနေရာကိုတော့လမ်းညွန်ပေးနိုင်တယ်။ငါကလက်တွေ့မို့လို့ယူတာ။မင်းတို့မျိုးကဆရာဝန်တွေလက်လွတ်တဲ့သူတွေတော့မှကောင်းသွားကြတယ်။အဲ့လိုစီးတွေတကယ်ရှိတာကိုဆရာကြီးကကြောက်ထင်ပါတယ်ဗျာ။ကျုပ်ရဲ့အမိတို့ကဆေးရှိတယ်ဆိုတာမင်းတို့ကစိုက်ခေးပဲရှိဥဒုံညာကိုယုံကြည်နေမိတယ်။ဥဒုံညာကအဘူပြောမဲ့ပုံစံတစ်စက်ကလေးမှမပေါ်ဘူးဆိုတာသူတို့အားလုံးကယုံကြည်နေတယ်။အဲ့ဒီနောက်တော့မင်းတို့ကဝမ်းသာလုံးလို့မမိုးတင်ကိုဖယ်ရင်ကဖိုးတယ်။မင်းတို့ကတကယ်ကျေးဇူးတင်တယ်ကွာ။အဲ့ဒါဆိုရင်ငါတို့ဆရာကြီးနောက်ကိုလိုက်သွားကြရအောင်။ထမင်းလေးပါလေးစားပါဦး။နောက်မှစားညနေစားပေါင်းပြီးစားကွာ။ မင်းနောင်ကမမိုးနေတို့ကိုထမင်းဆက်ပြီးမစားစီလိုပဲနဲ့ဥဒုံညာကိုကြည့်ပြီးဆရာကြီးကျိုးတို့ကိုခေါ်သွားပြီးပါမင်းတို့ထမင်းပြီးအောင်စားကြပါဦးဟိုရောက်ရင်အဲ့ဒီမှာလည်းနေလို့ရပါတယ်မစားတော့ပါဘူးဗျာသွားကြရအောင်ဆရာကြီးထမင်းစားရင်လည်းဘယ်ဝင်လို့ဘယ်ထွက်မှသိမှာမဟုတ်တော့ဘူးအမြန်သာလမ်းပြပေးလိုက်ပါအေးဟုတ်တယ်မင်းတို့ရဲ့အကူကြီးကသူ့မိဘအတော်ချစ်ပုံပဲချစ်တာပေါ့ဆရာကြီးဟာကျုပ်အမိကကျုပ်ဘွားကိုအေးပါကွာလိုက်ခဲ့ကြငါကတော့အထက်ထိမဝင်ဘူးမင်းတို့ဘာသာပဲဝင်သွားကြအဲ့ကလူတွေကသဘောကောင်းပါလေ ဘုသူညာကပြောပြောဆိုဆိုရှေ့ကနေလမ်းလျှောက်သွားတယ်။အဲဒီကသင်းဆဲပြီးပြီးဖြစ်တဲ့ဘကန်ခွဲရောက်တွေကိုအိတ်ဒီတဲ့ပြန်ထည့်ပြီးမဘိုးတင်တို့ကဘုသူညာခွဲရောက်နောက်ကိုဒီရောတဘာနဲ့အပြေးလိုက်ပါသွားတော့တယ်။ဘုသူညာကသူ့ရဲ့ရွာဘေးကဖြတ်ပြီးရွာထင်းနဲ့အတန်လန်းတဲ့နေရာကိုသွားတယ်။လူတယောက်သွားတာနဲ့လမ်းလေးဖြစ်ပြီးတော့မှဖေးတပတ်ချက်မှမြန်ရန်ပြည်နေကပေါက်ရောက်နေတယ်။မကြတဲ့အချိန်မှာတော့ဘုသူညာကရှေ့ကရက်လိုက်ပြီးမဘိုးတင်တို့ကိုလက်ညှိုးညွှန်ပြလို့စကားဆိုတယ်။ကဲကောင်လေးတို့ကြီးမင်းတို့လူချင်းနဲ့မသိသေးရှိတဲ့နေရာကဒီနေရာပဲသွားပြီးတော့မသိသေးရပါစီကွာငါတော့မလိုက်တော့ဘူးကြီး။ လိုက်ဖို့တော့ကျေးဇူးပါဆရာကြီးကျုပ်မိချမ်းပါကြီးကောင်းဆရာကြီးလာကြတော့ပါအောင်မယ်မလိုပါဘူးပါတကူတော့မှာခဲ့မယ်ကောင်းလေးတွေမင်းတို့ငါချန်တွေကအသီးနဲ့ကြီးစားခြင်းဥဒုံညာကြီးကျွန်တော်မှဘသူခူးသွားတယ်လို့သာပြောလိုက်မင်းတို့ဘာမှမဖြစ်စေရဘူးဟုတ်ကဲ့ဗျာကဲသွားပြုံတော့ကောင်းလေးတွေဥဒုံညာကမှမိုးနေတော့လက်ပြနှုတ်ဆက်လိုက်ပြီလူသားလန်းလေးရဲ့မြိုင်လုံးတွေကိုဝင်သွားပါတော့တယ်ဒီနေ့တစ်ဆက်တဲ့ဝိတုကလေးကတော့အီမြတ်တာပါပဲယခုတစ်ဆက်ပေးခဲ့တာကတော့မဘိုးတင်တဲ့မသိသေးဆိုတဲ့ဝိတုကလေးကိုတစ်ဆက်ပေးခဲ့တာပါ ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like နဲ့ subscribe လုပ်ထားပြီးဖို့မမေ့ပါနဲ့ခင်ဗျာ။ဖိနာမှရှိတဲ့ notification လုံးလည်းနှိပ်ပေးထားပါဦး။နားဆင်ပေးသူပရိသတ်များအားလုံးကိုလည်းထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။